ားလုံးပဲမိလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Play တက်တဲ့အားလုံးမိလာပါဆိုတော့ကျွန်တော် Mikel Arteta ရဲ့ Arsenal အသင်းကအခုလက်ရှိမှာ ရာသီအစမှာပဲတင်ပေါင်း138နှစ်အတွင်းကလပ်သမိုင်းတစ်လျှောက်အကောင်းဆုံး consistent တဲ့အတူရာသီစား၈ပွဲမှာ3ဂိုးပဲပေးရတယ်အဲ့3ဂိုးတောင်မှ Open Play ကတကိုးပဲပေးရပြီးတော့ back to back လုံးဝ short target မရှိတဲ့မှတ်တမ်းရတယ်ဆိုတော့ဒီချက်ကထိုက်တဲ winning တစ်သင်းဖြစ်နိုင်တဲ့ ကာရက်တာအပြည့်ရှိနိုင်တဲ့အချက်ကအာစနယ်နဲ့အာတီတာအတွက်ဂျင်းနဲ့ဆရာအခြေအနေပေါ့လေဆိုတော့အဓိကဒီအတီမှာပြောင်းလဲလာတဲ့အဓိကအချက်အာစနယ်သင်းကအခုလက်ရှိပေါ့လေပရီးမီးယားလီးဂ်မှာမဟာပြိုင်ပတ်အသင်းတွေနဲ့ရာသီအစပွဲစဉ်6ပွဲမှာရင်ဆိုင်ခဲ့ရပြီးတဲ့အချိန်မှာအခုလောလောဆယ်အနေထားရအာစနယ်သင်းရဲ့လာမယ့်ပွဲစဉ်တွေမှာကလပ်အတွက်က ကျင်းက်ဆရာအဒီထားဆိုတော့ပြီးခဲ့တဲ့ international break မှာဇာတိကိုတက်လာတယ်အခက်ခဲဆုံးဖြစ်မယ်လို့ပွဲစဉ်တွေကိုသူတို့ကြော်ဖြတ်လာတယ်ဒီဒီနေ့ရာသီအတွင်းမှာ Manchester City ကိုအိမ်ခွင်မှာတေးချပြီးမယ် Anfield မှာ Liverpool ကိုရှုံးတယ်ဒါပေမဲ့ Manchester United ရဲ့ Newcastle United ရဲ့အခု Fulham ရဲ့ဒီအသင်းတွေက Arsenal ကိုအမြဲတမ်းဒုက္ခပေးတဲ့အသင်းတွေဖြစ်အမြဲရှိခဲ့ပြီးတော့မှအဲ့ဒီအသင်းတွေကိုသူတို့ကြော်ဖြတ်နိုင်တယ် ီချက်က BKRT ဓာတ်အတွက်ယာတီစရှစ်ပွဲမှာကျေနပ်စရာပဲဆိုတော့ click က clean sheet အနေနဲ့ Manchester United ရဲ့ပွဲမှာ clean sheet ရတယ် Leeds နဲ့ပွဲမှာ clean sheet ရတယ် Forest နဲ့ပွဲမှာ clean sheet ရတယ်တစ်ဖက်က West Ham ကို clean sheet ရတယ် Fulham ကို clean sheet ရတယ်အဲ့မှာဒီ Premier League မှာ၅ပွဲထိ clean sheet ရပြီးတော့ Olympiacos နဲ့ပွဲရယ် Athletic နဲ့ club နဲ့ပွဲရယ် Portal နဲ့ပွဲရယ် Total ရတီဒီရတီမှာ၈ပွဲရယ်ဟိုက၂ပွဲ၁၀ပွဲ ဆက်တပွဲကစားတဲ့အခါမှာ clean sheet ပွဲရတယ်ဒီချက်ကအာဆင်နယ်အတွက်တော်တော်ကိုကျေနပ်စရာပဲယူကာဆယ်ကိုကိုးပေးရတယ်နစ်ကွာတာမတ်ရဲ့ခေါင်းတိုက်ကိုအဲလီဟာလန်ကိုကိုးပေးရတယ်ဆော့ဘစ်လိုင်းကိုပေးလိုက်ရတယ်အဲ့တုံးကိုကလွဲရှင် open league ကတခုပဲပြန်ဒီချက်ကအာဆင်နယ်အသင်းဒီအသင်းမှာ champion ဖြစ်ဖို့အတွက်အကောင်းဆုံး sign တစ်ခုဖြစ်လာတယ်ဆိုတော့ကလပ်ကအခု player တွေအများကြီးပေါ့လေအဓိကအသင်းရဲ့ attacking ဘက်မှာ player တွေအများကြီးရှိတဲ့ထဲမှာအာထက်ထက်က လက်ရှိဒီ squad ကိုသူကောင်းကောင်းလေးဟန်ချက်ညီညီသုံးနေတဲ့အချိန်မှာခုလောလောဆယ်အနေထားရအသင်းရဲ့ယုံကြည်မှုကအမြင့်ဆုံးရောက်နေပြီဆိုတော့ဒဏ်ရာပြဿနာတွေကြာဥမာ low block တွေ့တဲ့အသင်းတွေမှာ arsenal အတွက်အဖြေက set piece ပဲ low block ကစားမယ် mid block ကစားမယ်တခြားခံစစ်ပိတ်ကန်တဲ့အသင်းတွေတို့က arsenal ရဲ့အဖြေက set piece ဖြစ်လာနိုင်သူ tight area အတွင်းကကစားတဲ့အခြေအနေမျိုးမှာ average a0 လို့ကစားမှတွေရှိကအဖြေဖြစ်လာနိုင်တယ်ဆိုတော့အခု arteta အသင်းကအခုဒီရာသီအစား တကယ်ပွဲချက်ကလာတွေဖြတ်သန်းပြီးတဲ့အချိန်မှာအခုသူတို့အတွက်က feature ကအခု Giant မှာကျွန်တော်တို့ Atletico Madrid နဲ့ကံမယ်ပြီးတာနဲ့ Crystal Palace ကိုအင်ကွင်းမှာကံမယ် Brighton ကိုအင်ကွင်းထက်ကံမယ်ဆိုတော့ back to back အင်ကွင်း၃ပွဲဆက်ကံမယ် အရာကတပွဲကချန်ပီယံလီတပွဲကပရီးမီယံလီတပွဲကကာရာဘောင်ကပ်ပြီးရင်ကျွန်တော်ဘန်လီကိုအဝေးခွင့်ခံမယ်ပြီးရင်စပါတာပရက်ကိုအဝေးခွင့်ခံပြီးတာနဲ့ဆန်တလန်ကိုအဝေးခွင့်ဆိုအဝေး၃ဝက်ဇက်တိုက်ဆိုအိမ်၃ဝက်အဝေး၃ဝက်၆ဝက်ပြီးရင်အာစနယ်ရဲ့ကာရက်တာတွေကိုအပြည့်အဝဆန်းသတ်မှာကနိုဝင်ဘာ23ရက်နေ့မှာမြောက်လန်ဒန်ဒါဘီကိုစပါ့စ်နဲ့အိမ်ခွင့်တပွဲနောက်နိုဝင်ဘာ26ရက်နေ့မှာဘိုင်မြူနစ်ကိုအိမ်ခွင့်တပွဲ ပြီးတာနဲ့ Chelsea ကိုအဝေးခွင်တပွဲအဲ့သုံးပွဲထပ်ရှိမယ်ဆိုတော့လာမယ့်ပွဲစဉ်ကိုးပွဲမှာ Arsenal အသင်းတို့ကပထမ6ပွဲဟာ Arsenal တို့အမှတ်တီစုဆောင်းလို့ရတဲ့ပွဲပဲအဲ့ချက်မှမှာစပါးကိုအင်ခွေ Bayern ကိုအင်ခွေ Chelsea ကိုအဝေးခွင်ကစားရမယ့်ပွဲတွေဟာ Arsenal တို့အဲ့ပွဲတွေကို run away လုပ်နိုင်ရင်ဒီအဒီဟာအာဆနယ်အခြေအနေကောင်းတယ်အဓိကကတော့ကျွန်တော်ပြောလို့ပေါ့လေဂျိုဆီမော်ရီညိုရဲ့အသင်းဘလောက်ထိကောင်းခဲ့လဲ ဘလောက်ထိခံစီချစ်လက်ခဲ့လဲဒါကြောင့်သူတမိုင်းမှာအကောင်းဆုံးခံစီအသေးနဲ့သူအမပေးချန်ပီယံဆူပလာရခဲ့တယ်ဆိုတော့ဖာဂူဆန်အမြဲပြောသလိုတိုက်စစ်ကပွဲကိုနိုင်စေပေမဲ့ခံစီကအဲ့အသင်းကိုချန်ပီယံဖြစ်စေတယ်ဆိုတော့ဒါကအာဆင်နယ်အသေးအတွက်တွေ့ရတဲ့အချက်ပဲဆိုတော့ဒီနေရာမှာအထက်တာအသေးမှာအပေါင်းလက္ခဏာဆောင်တာတွေကခံစီချစ်လင်းမှု organize ဖြစ်မှုသူကစားတဲ့ပုံစံက4231 formation ပုံစံအိုဒီကနားတဲ့အတွက်ကြောင့် average AC က10 root ထစ်တဲ့အတွက်ကြောင့် rise နဲ့ super mantic defensive role ကိုအဓိကထားတဲ့အချိန်မှာ တို့ကွင်းလည်းနှစ်ယောက်ကခန်းစစ်၄ယောက်တန်းကိုသူကအတိကကာပါပေးတဲ့ခါမှာခန်းစစ်ပိုဆော့လည်းဖြစ်တယ်။ဒါပေမဲ့ရာယာလည်းတည်ငြိမ်တဲ့အချိန်မှာတိုက်စစ်ကအခုတစ်ခုပဲကွန်ဆန်ဖြစ်စရာချက်စီကိုယောဂရက်ကတော်တော်လေးဖြုံးတီးတဲ့အချက်ပဲ။ဗီတာယောဂရက်ဆက်ပတ်သက်လို့ကျွန်တော်အရင်ကြီးပြောကြတော့မရှိဘူး။ဒါပေမဲ့ သူရှိတဲ့အခါမှာအသင်းအတွက်တိုက်စစ် space တင်ရှာပေးတဲ့ဘိုင်ယာအားသာချက်ဖြစ်ပေမဲ့တကယ်တဲ့ golden chance ကိုရတဲ့အခါမှာတခြားအသင်းတွေနဲ့ပွဲချက်ကာလတွေမှာဒိုင်ကန်ဖြုံးတဲ့ chance ကိုတော့သူတည်ထားရမယ်။အဲ့ chance က Victor Yokres ရဲ့အဓိကအားနည်းချက်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပွဲတိုင်းပွဲတိုင်းကိုကြည့်လို့ရှိရင် Yokres ရဲ့ chance ဖြုံးတိမှုကတော်တော်များတယ်။တကယ်ဆိုရင်ဒီတက်မကပို့ပြီးတော့ဒါယိုကရက်က chance တွေကို clinical ဖြစ်တင်တာဥမာနောက်ဆုံးကစားခဲ့တဲ့ပွဲပေါ့လေကစားခဲ့တဲ့ပွဲဆိုရင် Fulham ကို tight game ကစားတယ် chess ကဘာမှရတာမဟုတ်ဘူး yokre ကိုတိုင်း half chess ပြတဲ့နှလုံးရတယ်တကယ့်ကိုမိုးသားတကယ့် great chess နှလုံးရတယ်သူအပေါ်ထောင်သွားတယ်ကိုယ်တမနှလုံးရှိသွားတယ်ဆိုတော့ artita အဓိကလောက်အောင်ပါက victor yokre ရဲ့ confidence ပြန်လည်တည်ဆောက်ဖို့ပဲအဲ့ confidence ပြောင်းနေတယ်သူလေဝိစင်သင်းလဲလေပထမ international break မှာလည်း asset တစ်လုံးပဲရတယ်နှစ်ပွဲကတည်းကဒုတိယ international break မှာဘာမှမရဘူးသူအဲ့ international break ၄ပွဲ၉ပေါက်ပြောင်းတယ် နောက်အာစနယ်အတွက်ပရီးမီးယားလိမှာ၃ဂိုးသွင်းပြီးခါစတိုက်၉ပေါက်ပြောက်တယ်ဆိုတော့သူယုံကြည်မှုလိုကိုလိုအပ်တယ်ဒီချက်ကအာစနယ်အတွက်တကယ်အရေးပါတယ်နောက်တစ်ခုကတော့လီယန်ဒိုထော်ဆော့ရဲ့စူပါဆက်နောက်တစ်ခုကဆပ်ပီစီရဲ့အာသာချက် defensive unit ကြောင့်ပဲအာစနယ် champion ဖြစ်နိုင်တဲ့ chance ရှိတယ်ပြိုင်ဘက်တွေရဲ့အခြေအနေကိုကအခုလက်ရှိ feature ရဆိုရင်ဗျာကျွန်တော်တို့ on paper ရပဲကြည့်မယ် crystal palace က liverpool ကိုခံတော့မှခြေစွမ်းတာအဲ့လိုမကောင်းတော့ဘူးဆိုတော့ကျွန်တော်အိမ်ကွဲမှာ crystal palace ကိုကျွန်တော်အနိုင်ယူနိုင်တဲ့ chance ရှိတယ် brighton ကတော့ carabao cup ဖြစ်တယ်ဒါက changes စီအများကြီးလုပ်မဲ့ပွဲပြီးတာနဲ့ burnley ကိုအဝေးခွင်း burnley ကကောင်းတဲ့အသင်းတစ်သင်းဆိုတိုင်းအောင်ဒါဆိုတော့အဲ့လောက်ဒီခတ်မှာမဟုတ်ဘူးဆိုတော့အဲ့အဝေးခွင်းမှာကျွန်တော်တို့သုံးပတ်မျှော်လင့်ရတယ် sunderland ကိုကျွန်တော်တို့အဝေးခွင်းကမ်းမယ်ဆိုတော့အဲ့ sunderland နဲ့အဝေးခွင်းမှာလည်းကျွန်တော်တို့အမှတ်ရနိုင်တယ်ဆိုတော့ sunderland burnley crystal palace ရဲ့ကိုမဟာ arsenal တို့က နောက်ထပ်ခြေလမ်းတစ်လမ်းကိုထပ်တက်နိုင်တဲ့အခြေအနေပြီးပြီးတာနဲ့ကျွန်တော်အဲ့ international break ပြီးမယ်ဆိုတော့ share international break မပြီးခင်မှာ sunderland ရဲ့ bandy ရဲ့ pelis ရဲ့ဒီသုံးပွဲကအခုလက်ရှိအနေထားရ crucial ပဲအဲ့သုံးပွဲကိုကိုမရရင် arsenal ကတော်တော်လေးအခြေအနေကောင်းတယ်ဒါဆိုပြိုင်ဘက်တွေကိုအမှတ်ရှော့သွားတာနဲ့သူ gap ကိုတတ်နိုင်ကြမှာဖြစ်မယ်။နောက် Premier League နဲ့ Champions League ကိုဟန်ချက်ကြီးကြီးသွားတဲ့ခါမှာအဲ့ International Break အပြီးမှာပဲ နိုဝင်ဘာလကိုကြာမှာသူကစပါးကိုအင်ခွင်ဘိုင်မြူနစ်ကိုအင်ခွင်ချယ်ဆီကိုအဝေးခွင်ဘရက်ဖို့ကိုအင်ခွင်နဲ့ဗီလာကိုအဝေးခွင်ဆိုတော့ကျွန်တော်ပြန်ကြည့်တဲ့အခါမှာဒီဇင်ဘာမတိုင်ခင်အာစနယ်အသင်းတွက်ကစပါးရဲ့ဘိုင်ရဲ့ချယ်ဆီရဲ့၃သင်းရှိတဲ့အဲဒီဇင်ဘာမတိုင်ခင်လေးမှာဘာဖြစ်ဖြစ်လာမယ့်၆ပွဲဟာအာစနယ်အတွက်ပရီးမီယာလိ၃ပွဲဟာတကယ်အရေးပါတယ်အဲ၃ပွဲကိုသူတို့အမှတ်ဖြတ်နိုင်မယ်ဆိုရင် on paper ရလည်းဒီပွဲတွေကအဆက်အသွယ်ချမ်းရှင်းတယ်ဆိုတော့ကျွန်တော်အမြင်တော့ Yorkrek Confidence ရအောင်ဒီပြလှုပ်ဆောင်ဖို့လိုအပ်တယ်။တောင်မန်ကအခု Kyle Havertz တို့ပြန်လာပြီး Nondima Tuli တို့ပြန်လာမယ်ဆိုရင်အသင်းကပိုတောင်တင်းဖို့ရှိတယ်။ခုလောလောဆယ်ကတော့ defensive unit ကနှစ်ပေါင်း138နှစ်တွင်အကောင်းဆုံးခံစစ်က Arsenal ရဲ့ title chance ကို နောက်ထပ် advantage ရနိုင်မယ် chance ကိုဖြစ်ပြီးတော့ Arteta အသင်း DJ မှာတော့အသင်းကိုဟန်ချက်ညီနေတဲ့ဘလောက်ထိရှေ့ဆက်နိုင်မလဲကျွန်တော်စပ်ပြီးစောင့်ကြည့်ရမှာပါအားလုံးကြည့်ကြပါမယ်